ကဲမီရအောင်မင်္ဂလာပါအောင်မြင် YouTube channel ရကြိုကြပါရစေကျွန်တော်ရှေ့မှာဗီဒီယိုနှစ်ပုတ်တင်လာရပါတော့လေးလုံးခွေနဲ့ break တစ်ခုရဲ့နောက်ထပ်သုံးလုံးခွေရဲ့မူကတ်တစ်ခက်ရဲ့ပေါ့နော်အားလုံးပေါင်း၄ကတ်ဖြစ်သွားပါပေါ့နော်မူကတ်ကအခုဒါကကျွန်တော်တင်းနာနေတိုက်ပေါ့နော်တင်းနာနေတိုက်မှာဆိုရင်ကျွန်တော်တို့ဒီလိုဒီလိုကျွန်တော်သုံးဟွန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 ်ညီထွက်လာပြီဆိုရင်သူ့ရဲ့အောက်တပင်ကျော်ပေါ့နော်အဲ့ဒီအောက်ပေါ့နော် အဲ့မှာဆိုလို့ရှိရင်သူကကျွန်တော်တို့ဘာတွေထွက်ပြီးနေလဲဆိုတော့ဒီခွန်လေးဝန်းကျင်ပေါ့နော်ခွန်လေးဝန်းကျင်ဒီမှာဆိုလဲခွန်ဒီမှာဆိုလဲခွန်၄ခွန်ဒီခွန်ဒီမှာ၄ခွန်ခွန်ဆိုပြီးတော့ကျွန်တော်ဒီမှာခွန်လေးအချိန်နဲ့၄ခွန်အချိန်နဲ့ကိုသူကဘာထွက်လဲဆိုတော့ကျွန်တော်50ခွန်ဆိုတဲ့ကဏ္ဍတစ်ခု50ခွန်ဆိုတဲ့ကဏ္ဍတစ်ခုပြီးရင်ကျွန်တော်ဒီမှာလေ50ခွန်ဆိုတဲ့ကဏ္ဍတစ်ခုရှာကြည့်မြင်ရ လေးခွန်ချိန်နဲ့လေးခွန်အားတော့ကိုကျွန်တော်ထည့်ပြီးကြားအောင်နော်အဲ့အပြင်ကကျွန်တော်ဒီ38ဒီဖရိမ်မှာဒီဖရိမ်ကကျွန်တော်မှာ3ချိန်3ခုပဲရှိဒီ38 38 38အဲ့ဒါကမှသူက38ကိုမှသူအောက်မှာ6ထောက်4ထောက်6ထောက်4ထောက်6ထောက်4ထောက်ဆိုပြီးတော့3ပြင်ပါနော်အဲ့မှာဆိုရဲသူကကျွန်တော်ခွန်4 ခွန်လေးဆိုဒီမနှစ်ပိုင်းကိုပေါ့နော်ခွန်ထိတ်နဲ့84ပိုပြီးတင်ထိုးရမှာပေါ့နော်ဒါတကွက်သက်ခွန်လေးထွက်ထားပြီဆိုတော့ဖရိမသူရဲ့40လို့ထွက်လာရင်သူရဲ့အောက်တပင်ကြောင်မှာကနန်းကကျွန်တော်တို့19အာဆိုတဲ့ကနန်းတကွက်တနင်္လာမနက်မှာပဲ19အာဆိုတဲ့ကနန်းတကွက်19အာဆိုတဲ့ကနန်းအဲ့တော့ကျွန်တော်တို့ ဒီမှာတကူအာဆိုတဲ့ဇနန်းတစ်ခွက်ထည့်လိုက်တာအဓိကတော့နှစ်ခုစလုံးကကျွန်တော်မနက်ပိုင်းကိုအဓိကထားပြီးကစားရမယ်ကလန်းနေပေါ့နော်တကယ်လို့ညနေဘက်ကတော့ကျွန်တော်တီးတန် site တွေထက်တင်ပေးမယ်ကျွန်တော်လည်းဒီနေ့တိုက်ကတော့အများကြီးမရှာထားနိုင်ဘူးပေါ့နော်နောက်ထပ်တစ်ခုကဒီကောင်ပေါ့ဒီကျွန်တော်အခုဒါဆိုလို့ရရင်ဒါကျွန်တော်တို့ဒီတင်းကနေတိုက်ကိုဒီလေးပေါ်ဒါမနက်ပိုင်းဒီလေးပေါ်ဆိုတော့တက်ဒီခွန်လေးဆိုပြီးတော့ပို့ပြီးတော့ အစင်းနော်ခွန်လေးကိုပို့ပြီးတင်ကစားလို့ရအဲ့တော့ဒီခွန်လေးကိုတော့နည်းနည်းစကစားအောင်ဒါကတော့ရံကစားဒီကနန်းနှစ်ကွက်ကဒီကနန်းနှစ်ကွက်ကဒါပြီးခဲ့တဲ့အပတ်ကကျွန်တော်တို့ဒီဒုက္ခကောင်း site တွေရပဲဒီ TikTok site ဆိုလို့ရှင်ဒါပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့ဒီချက်ပြပြီးမြင်ဒီ TikTok site ဆိုလို့ရှင်ဒီပြီးခဲ့တဲ့ဘက်ကဒီမှာကျွန်တော်တို့ဒီ ြီးခဲ့ကဒီ80ဆိုပြီးပြီးခဲ့တာအဲ80ကဒီမှာထွက်လာတာဗောနော်ဒီမှာတရက်ကျော်ပြီးထွက်လာတာဖြစ်တဲ့ဒီဘက်ထဲမှာကျွန်တော်တို့ကအဲ16 site ထိုးရမှာဆိုဒီနေရာမှာများထွက်လာများဆိုအဲ16ကလေးညာပြီးတော့နောက်ထပ်ဒီ38ကဲ site ကိုကျွန်တော်တစ်ချက်ပြနေမယ်ဒါလေးကလည်း site ကပြက်ပြင်မရှိတာကိုကျွန်တော်တို့3မှာပဲပြက်တဲ့ပုံစံမျိုးရှိမှာ6ပင်မှန်တာဗောနော်ဒီတကွာကောင် site ကကျွန်တော်တို့ဒီလိုတရင်းနာမနက်ထိတ်ခွန်နဲ့ကျွန်တော်တို့ ဘယ်လိုဘုံညက်လေးတော့နော်ဒီပေါင်းရင်ဒီခွန်3ဆိုတဲ့ခဏကကျွန်တော်တို့ဒီမှာ3ခွန်ဆိုပြီးရဒီအောက်မှာထွက်တယ်ဗောနော်3ခွန်ဆိုပြီးဒီမှာ3ခွန်ဆိုပြီးထွက်တယ်ဒီမှာ3ခွန်ဆိုပြီးထွက်တယ်အဲ့လိုပဲဒီမှာဒီ၄နဲ့တိုင်းနာမနဲ့ထိတ်၄နဲ့ဒီနောက်ကဒီခွန်နဲ့ဗောနော်၄၀ခွန်ဆိုတဲ့ခဏကလည်းသူကဒီမှာ၄၀ခွန်ဆိုပြီးကျွန်တော်ထွက်လာတယ်အဲ့လိုပဲဒီ ်သေးနာမနဲ့ထိတ်နှစ်နဲ့ဘလုံးညနေဒီ26ဆိုတဲ့ကလန်းကလည်းသူ့ရဲ့အောင်မှာဒီမှာကျွန်တော်တို့26ဆိုပြီးထွက်လာတယ်ဒီမှာတော့တင်းလာကပိတ်ရဖြစ်သွားတော့ကျွန်တော်မယူတော့ဘူးဒီပေါ်ဒီမှာလည်းအဲ့လိုပဲဒါဒီမှာခွန်နဲ့တင်းနာမနဲ့ခွန်နဲ့ဒီ6နဲ့ခွန်6ဆိုတဲ့ကလန်းကကျွန်တော်ဒီအောက်မှာခွန်6ဆိုပြီးထွက်လာတယ်ဒီလိုပဲဒီမှာတင်းနာမနဲ့ထိတ်ဘလုံးညနေ3ညနဲ့60ဆိုတဲ့ကလန်းကလည်းကျွန်တော်ဒီမှာ60ဆိုပြီးထွက်လာတယ်ဒီမှာတင်းနာမနဲ့ထိတ်6နဲ့ဒီက 8နဲ့ပေါ့နော်ဘူရိုးညက်နေ8နဲ့68ဆိုတော့ကနာ68လို့ထတာအဲ့တော့ကျွန်တော်ပြီးခဲ့တဲ့ပကတာမမ်မမပေးရဲ့တစ်ခွက်ကောင်းပေါ့နော်ဒီ3နဲ့ဒီ8နဲ့ဒီ38ဆိုပြီးတော့ကျွန်တော်တို့ကဒီမှာရိုက်တာပေါ့နော်ဒီမှာပစားတာဖြစ်တယ်ဒီမှာမထွက်လာဘူးပေါ့နော်သူကလည်းရှေ့မှာဒီမှာဗျာတပင်း2ပင်း3ပင်4ပင်းမာပဲ6ပင်စတိုင်းမှန်တာပေါ့နော်ခုနှစ်ချိန်မြောက်မှာမှထွက်မလာဘူးဒါမဲ့ဒီအပတ်အနေနဲ့ထွက်မယ်ဆိုလို့ရှိရင် ဒီကောင်ကဒီမှာ3ည3ဆိုတဲ့ခဏတစ်ခွက်တော့ရှိရဲ့အဲ့ဒါကတော့ဒါဒီဘက်ထဲမှာတကယ်လို့ထွက်လာခဲ့ရင်တော့ရမှာပေါ့နော်ဒါပေမဲ့ဒီအဲ့ဒီဒီခုနကဒီ38ဆိုတဲ့ခဏကိုအဲ့ဒါကြောင့်ကိုကျွန်တော်ထည့်ပြီးတာပြီးခဲ့တဲ့ဘက်ကအဲ့ဒီဒီ38ကတစိုက်နောက်ထပ်ကျွန်တော်တို့ဒီ80ဆရာတစိုက်80ဆရာဒီဘက်မှာကျွန်တော်ထိုးတာဒီမှာလာထွက်တယ်အဲ့လာမှာကြော်ထွက်တယ်အဲ့ဒါကြောင့်မို့ဒီဒီဘက်မှာ16ထိုးထားတာဖြစ်တယ်16နဲ့38ပေါ့နော်အဲ့ဟာကိုကျွန်တော်တို့က ဒီဟာလေးကိုဒီတနင်္လာလေးတရက်တော့ရံပြီးတော့ကစားတဲ့နယ်လို့ထင်လို့ထည့်ပြီးတော့ပေးတာပေါ့နော်ဒီတိုင်းတကယ်လို့မကြိုက်ဘူးဆိုလည်းမထိုးနဲ့တော့ပေါ့နော်ခွန်လေးနဲ့တကူပဲထိုးပေါ့နော်ပြီးွားရင်ဒါတပတ်စာမွေးကဒီတပတ်စာမွေးကမှာဆိုကျွန်တော်24ခု28လေးလုံးကိုနှစ်ခွေကျွန်တော်ဒီတစ်ခွေပဲယူထားတယ်၄5ခွန်ဆိုတဲ့အခွေကိုကျွန်တော်မယူတော့ဘူးကနဘာတွေထိုးလို့ထိုးအောင်လေးလုံးခွေကြိုက်တဲ့လူကဒီလေးလုံးခွေထိုးပေါ့နော်ဆိုတော့၃လုံးခွေကြိုက်ရင်ထိုး ဒီပြိကြံပြိတို့ဒီကောင်ကတော့ဒါတီးတန်းဒါမွေးကပ်နေနဲ့ကျွန်တော်ထုတ်ထားတဲ့ဟာဒီဟာကျွန်တော်ကြိုက်ဆုံးကတော့ဒီကနန်းပဲဗောနော်ဒီကောင်ပဲကြိုက်ဆုံးလို့တော့ပြောတော့ပါဘူးပြောရင်ထွက်မလာမှာကြောက်နေရအဲ့တော့ကိုကြိုက်တာကိုကိုကစားဗောနော်ဒီထဲကနေပြီးကျွန်တော်အကုန်လုံးတော့မကစားနဲ့ဒီ51ကတော့ကနန်းတကောကောင်ပြထားတာရှိရဗောနော်အဲ့ဒါလေး51ကတော့ပအောင်ထည့်ထိုးလိုက်ပြီဗျာဘယ်လိုပဲဖြစ်ဖြစ်အဲ့တော့ ဒီကနန်း၄ကွက်ပဲရှိမယ်ဒါ၄ကပ်ပဲရှိမယ်ဘောနော်ဒီကနန်း၄ကပ်ကဒါကျွန်တော်တပတ်စာတော့ဘောနော်ကိုကြိုက်တယ်လို့ကစားလို့ရတယ်ဟောနောက်ထပ်ပြီးခဲ့တဲ့မနေ့ကတော့ကျွန်တော်ဒီကောင်ကဒီဒိတ်ကဒီစက်ခွန်ဒိတ်ကဒီအောက်ကိုရောက်နေတာဗျာရောက်နေရဆိုကျွန်တော်ဒီအပေါ်မှာသွားပြီးတော့နှစ်ခါထက်နေတာဗျာဒီမှာတော့ရှင်းရက်နေ့ဒီဒီဒိတ်နှစ်ခါထက်သွားတော့ဗျာဒီအောက်မှာကျွန်တော်ပြောတာဒီ24ရက်ဒီအောက်ကိုရောက်ပြီးတော့ ဒီဆက်ကွန်ကဒီဘက်ထဲမှာရောက်နေတာအမှန်တကယ်ကတော့ခဏန်းကတော့မပြောင်းလို့ဘာလို့ဒိတ်ပဲကျွန်တော်ထက်သွားလို့မှားလားအဲ့ဒါလေးလေးကျွန်တော်တစ်ချက်ပြက်ပြင်ထားတယ်အဲ့ဒါလေးပြောတာပေါ့နော်တချို့မိတ်ဆွေမန့်နေရလေးတွေ့လို့အဲ့ဒါဟုတ်တယ်ကျွန်တော်ရှမ်းပြီးတော့ကျွန်တော်ဒိတ်ကိုနှစ်ခါခုဒီမှာ317လဆိုဒီအောက်မှာလည်း317လဆိုပြီးလှုပ်လိုက်တော့ဒိတ်ကတစ်ဖက်လူသွားတာပေါ့ဗျာဒါပေမဲ့ခဏန်းကတော့ဒါပဲဘာမှပြောင်းလဲမှုတော့မရှိပါဘူးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့ရပြီနဲ့ဒီကေနော်ဒါကတပတ်စာဒီကောင်ကဒါဒီနေ့တရက်စာပေါ့နော်နေ့တိုက်ပေါ့နော် ကဲမြို့ရီအားလုံးပဲအောင်မြင်ကြကောင်းကြပါစေနော်